တမမမြင့်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးအခုလိုလိုရဲ့အကြောင်းလူပြောများနေရဲ့ခင်လေးတွေပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမီဆယ်ဘရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျမ်းမာရေးချင်းတွေတခုကြောင့်အနုပညာလုပ်တွေနဲ့အတော်လေးဝေးကွာနေကြရပါမယ်ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ဘဲတသွေးတဲ့တသားတွေရှိနေကြတာကတော့ Academy တရုတ်ဆောင်မင်းသမီးကျော်လေးတမမမြင့်ပါသူမအနေနဲ့ယောဂအခန်းရှိနေရာကြောင့်ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမှုရန်နာနေကြရတာပါ မင်းသမီးကျော်လေးတက်မမြင်နေတဲ့အောင်မြင်မှုတွေအရှင်ဟုံးနဲ့တက်နေစဉ်အတွင်းမှာရုတ်တရက်အနားယူလိုက်ရတာပါ။သူမနဲ့အတူငဲငဲချင်းဖြစ်တဲ့ခင်လွင်းရဲ့အနေနဲ့ကလည်းအိမ်တောင်ရသားကြပြီးတော့တအိုးတိန်ထူထောင်ကအနုပညာအလုပ်တွေကိုရပ်တန့်ပစ်ခဲ့ရတာပါ။ ဒါကြောင့်မဲ့အနုပညာလောကကနေအချိန်တိုင်းတာတခုအတွင်းမှာပဲတိတ်ချရတဲ့တငယ်ချင်းတွေဖြစ်တဲ့တက်မွန်မြင့်နဲ့ခင်လင်းတွေတို့ကတိတ်မတွေ့ခဲ့ကြတော့ပဲနဲ့အနေဝေးနေခဲ့ကြတာပါတက်မွန်မြင့်နဲ့ခင်လင်းတွေတို့ကအနုပညာလောကတွေကိုရှေ့စဉ်နောက်ဆင့်ဝင်ခဲ့ကြတာဖြစ်ပြီးတော့တာမန်တငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးတွေရှိခဲ့ကြပါတယ်ဒါကြောင့်မဲ့သူတို့ကတိုင်းရင်သားတွေပြီးပြီးပွန့်ပွန့်လင်းလင်းရှိပြီးတော့တိုင်ပင်ပေါ်တိုင်ပင်ဘက်တွေဖြစ်ခဲ့ကြကနှဲ့အိတ်တိန်အဖြစ်ကူးချီတန်းချီနဲ့အရင်နှီးဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်အနေနဲ့အပြို ကြီးပွားနဲ့ပဲအယိုးထုတ်လိုက်မယ်လို့ထင်ထားခဲ့ကြပေမဲ့လည်းမင်းသမီးကျော်လေးသမုံမြင့်ကအဦးဆုံးအိမ်ထောင်ရတားကြပြီးတော့ရင်သွေးရတနာလေးတွေဖြစ်တဲ့သားနဲ့သမီးလေးနှစ်ယောက်ကိုပါပိုင်ဆိုင်ထားခဲ့ရပါသမုံမြင့်ကတော့အိမ်တောင်ကြပြီးမှပူပြီးတော့ချစ်စရာကောင်းလာတယ်လို့ဇက်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီးတော့အကယ်ဒမီဆုတွေကိုလည်းတင်ပိုင်နိုင်ခဲ့ကတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။အခုချိန်မှာတော့ဂျမ်းမာကြီးအခြေအနေရအနာမဖြစ်မှဖြစ်လို့အနုပညာလောကကိုကြောခိုင်းထားရပါတယ်။ သူမလိုပဲချစ်တငယ်ချင်းဖြစ်တဲ့ခင်လွင်းနဲ့နေနေကလည်းရုပ်ရှင်လောကကနေအနားယူပြီးတော့ကိုပိုင်လုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်နေကြရပါခလင်းတွေကတော့အပြိုကြီးဖြစ်မဲ့ဇာတာပါလာခဲ့တယ်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ချစ်ခင်ရတဲ့သူနဲ့တွေ့ဆုံခဲ့ပြီးတော့အိမ်ထောင်ကြကစီးပွားရေးတွေကိုဒါဒီဇိုင်းမမနဲ့လုပ်ကိုင်နေခဲ့ကြပါရဲ့။ဒါကြောင့်မယ့်ခလင်းတွေနေနဲ့ချမ်းသာကြွားတာကြောင့်သူမပိုင်ဆိုင်တဲ့ကျုံးတစ်ခုမှနေထိုင်ရင်းနဲ့တငယ်ချင်းဖြစ်သူတတ်မမြင်တဲ့လူချင်းမတွေ့ရပဲ။လိုင်းမော်ကသာဗီဒီယိုခေါ်နဲ့အလွမ်းတင်နေရတာဖြစ်ပါရဲ့။ ခင်လင်းနယ်နေနဲ့အတူရှိစင်မှာတမမင်းရဲ့အိမ်ကိုမကြခဏသွားရောက်တက်ပြီးတော့ချက်ပြုတ်စားတော့ကပျော့ပျော့ရွှင်ရွှင်နဲ့နေတတ်ကြပါရဲ့။ဒါကြောင့်မယ်ခင်မင်းရင်းနှီးတဲ့တန်ရောစင်တက်ညီမအရင်တွေလိုချစ်ခင်နေရကြောင်းပရိသတ်တွေရဲ့အံ့ဩချီးကျူးမှုတွေကိုလည်းရရှိနေရပါ။အခုချိန်မှာတော့မင်းသမီးလေးတမမင်းကကိုရိုင်းကလည်းယောဂအခမ်းရှိနေရကြောင်းဂယူးဆိုင်နေတဲ့ကြားကနေကိုဗစ်ယောဂကူးစက်ခံလိုက်ရပါရဲ့။သူမအနေနဲ့ကထိုင်းနိုင်ငံမှာနေထိုင်စဉ်အတွင်းအခုလိုကူးစက်ခံလိုက်ရတာကြောင့်တော်တော်လေးကိုအလူးလေးဖြစ်ကပြန်လည်ကျန်းမာဖို့အတွက် တော်လေးကုသလိုက်ရပါတယ်တမတရောက်တဲ့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာချိန်မှာလည်းတငယ်ချင်းဖြစ်သူခင်လင်းတွေကကျုံးကနေပြန်ရောက်ရှိလာပြီးတော့တမမြင့်ကိုကိုဖိရင်ပြပြစုကအဆဆအရရာဂရုစိုက်ပေးခဲ့ရပါ အခုလိုထင်မှန်မှန်ထားတဲ့ပုံစံမျိုးနဲ့တငယ်ချင်းကိုလောက်ကင်ပေးနေရကြအောင်ခင်မင်မှုကရေပေါ်စီလိုအပေါ်ရန်ဝေ့နေရမဟုတ်ပဲရင်ထဲကလာတဲ့တန်ရုံးစင်ကိုမြင်တွေ့ခဲ့ကြပါတယ်။အခုလိုမျိုးတငယ်ချင်းနှစ်ယောက်ကအရေးကြုံတဲ့ချိန်မှာအနားမှာဖေးမပေးရင်နဲ့ပြုစုနေရဲ့မြင်ကွင်းကပရိသတ်တွေကိုကြည်နူးပီတီဖြစ်စေခဲ့ရပါဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးမရောသွေးသားမတော်ဆက်ပေမဲ့ညီမရင်းချလို့ဂယူးဆိုင်တက်တဲ့တငယ်ချင်းမျိုးရှိလားဆိုတာဖြေပေးသွားပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်